င်္ဂလာပါခင်ဗျရှင်ကုန်ခတိရဲ့ this week အစီအစဉ်ကနေကြိုးစားပါလေဒီစီစီကတော့ကျွန်တော်မြန်မာနိုင်ငံအတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျွန်တော်ရွတ်ချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးနေရပါကဲဒီတစ်ပတ်တည်းဖြစ်သွားတဲ့အကြောင်းအရာတွေတဲကအရင်ဆုံးရွေးထုတ်ပြီးပြောရရင်တော့ဗျာတန်ချောင်းကိုရွှေရီလောက်လို့ရွှေအစ်စ်မဖြစ်လာဘူးဆိုတဲ့အတိုင်း ဘေးတိုက်ဘွဲမဆိုလှဲ့မကြည့်နဲ့ရှုံပြီးဒါပဲဆိုတလို့ဖြစ်နေတယ်စစ်ရှုံးသမားအကူတူကောင်းမင်းအွန်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုကတော့တရုတ်ပောင်ကြားတဲ့ကိုအတင်းတိုးဝင်ပြီးတရုတ်ရဲ့ခြေတလုံးကိုကြစ်ကြစ်ပအောင်ဖတ်ထားရင်းနဲ့ပဲဖေဖေကြီးတတားရဲ့လာရှိုးမျိုးကိုတတားကိုပြန်တောင်းပေးပါအဟင်အဟင်ဆိုပြီးငုံငုံပြီးတော့ကိုမပြောရုံတမဲနိုင်ငံတနိုင်ငံရဲ့စစ်တပ်ဆိုတဲ့ဂုံတိတ်ခါတော်တစ်စက်မှမရှိတော့ပဲတိုက်လို့မနိုင်လို့သူများအကူကြီးနဲ့ပြန်တောင်းသွားပြီမဲ့ တဖက်ကသူတင်ကိုတင်နေလားငါလားတိုက်ရတယ်တိုက်ပွဲဟေ့ဆိုရင်တော့စစ်ရှုံးသမားအာဂုတူကောင်မဲအောင်လိုက်ရဲ့ဂျလုံးမလုံးတိုက်ရှုံးတက်ကြီးဟာရိုးရမပြက်ပေါ့ဗျာဘယ်တိုက်ပွဲမှမနိုင်ပဲအခုတပတ်ထဲမှာတယ်အညာမှာလဲစစ်ကြောင်းလိုက်ကိုထပ်ပြီးပြုတ်ထွက်သွားပြန်တဲ့အပြင်ဗမော်မှာလဲစခန်း၅ခုထပ်ပြီးပါတော်မူသွားပြန်တယ်လို့တဝဲမှာလဲစခန်းအသိမ်းခံရပြီသူတို့စစ်တပ်ဘက်ကစစ်သား၁၆ဦးကိုပါလက်နက်တွေနဲ့အတူတော်လိုင်းတက်တွေကအရှင်ဖမ်းဆီးရမိထားတာတွင်နဲ့ သူတို့စစ်အုပ်စုရဲ့ရှုံနေမှုဒီဂရီဟာຫນွေရာသီရဲ့အပူချိန်နဲ့အတူအပြိုင်ဆိုင်မြင့်တက်နေတော့တာပေါ့ဗျာဒါကတော့ပြည်သူတွေအားလုံးသိတဲ့အတိုင်းစစ်ရှုံတို့မှာအကုသိုလ်ကောင်းမဲအွန်လိုင်းရဲ့ဇလုံးမလုံးတိုက်ရှုံးတက်ကြီးဟာတိုက်ပွဲတိုင်းတော့တအားကိုနိုင်ကျင်နေတာခက်တာကဘယ်တိုက်ပွဲမှမနိုင်ပဲဧပြီလ25ရက်နေ့ကပဲစကိုင်းမြို့နယ်တဲ့စစ်ကြောင်းတွားထိုးတဲ့အချိန်အညာထမ်းရေးချိုးတလေးလေးကောင်းတပါဟိကောင်းတပါဆိုတလို့အညာမီကတော်လိုင်းပုံပုံတက်တွေရဲ့လက်ချက်နေပဲ စိတ်ကြောင်တကြောင်လုံးပြုတ်ထွက်သွားပြီတေးတဲ့သူကတေးပြေးတဲ့သူကပြေးနေလေခွင်းတဲမှာလဲအတုံးယုံတိတ်နေကြတဲ့စစ်သားတွေရဲ့မပါအောင်ပုံတွေနဲ့တကွာတော်လိုင်းတက်တွေကကျွန်တော်တို့စီလှမ်းဖို့ထားတာကိုလဲပေါ်ပြခဲ့ပြီးပြီပေါ့ဗျာအဲ့ဒီလိုအညာမြေမှာစစ်ရှုံးသမားအကုတုကောင်မဲအွန်လိုင်းတို့တိုက်ရှုံးတက်ကြီးရဲ့စစ်ကြောင်းလိုက်ပြုတ်ထွက်မှုတွေဟာရှေ့တွေမှာလဲဒုနဲ့ဒေးကိုရှိခဲ့ပြီးနင်းနင်းကက်ကက် တာမြို့နယ်နဲ့ညောင်ဦးမြို့နယ်ကတရောက်ဘက်တွေမှာဆိုရင်မတ်လ14ရက်နေ့နဲ့15ရက်နေ့တွေမှာပဲဒေါ်လာရင်းတပ်တွေရဲ့လက်ချက်နဲ့တင်စစ်ကြောင်းနှစ်ကြောင်းလုံးပြုတ်ထွက်သွားခဲ့ပြီးပြီပေါ့ဗျာအခုလေဘာတူးလဲရှုံစန်းဟာရှုံစန်းဟာဆိုပြီးအော်မပြေးယုံတမဲဧပြီလ25ရက်နေ့ကတည်းကစကိုင်းမြို့နယ်တဲမှာစစ်အုပ်စုဘက်ကထပ်ပြီးစစ်ကြောင်းလိုက်ပြုတ်ထွက်သွားပြန်တယ်လို့တေလိုက်တာလေလေကွင်းတဲမှာတင်တောက်တောက်ကိုလဲနေတဲ့အတွက်အဲ့ဒီလို့ ပြည်သူကိုကလေးသူငယ်ပါမကြက်နှီးမျိုးစုံနဲ့တပ်ဖြတ်ခဲ့ကြတဲ့စစ်သားတွေရဲ့မပါလောင်းတွေကိုကြည်ရတာနဲ့တင်ချိုစိတ်ခွေရင်ပြစ်လဲလက်ဖက်ရည်ကိုအာရပါရတောက်လိုက်ရတယ်လို့အရာတာကိုရှိနေတာပဲလို့ပြောရင်ငရဲကြည့်နိုင်လားဆိုပြီးတော့တောင်ပြည်သူတွေကမေးနေကြသေးတာပေါ့ဗျာတစ်ဖက်ကဗမော့မြို့သိမ်းတိုက်ပွဲမှာဆိုရင်လေအဲ့ဒီအေပရန်25ရက်နေ့ကပဲ KIP တဲ့ပူပေါင်းတပ်တွေကစစ်အုပ်စုရဲ့စက္ကခ27ဌာနချုပ်ကြီးကိုကာထားတဲ့စခန်း၅ခုကိုအပိတ်သိမ်းပိုက်လိုက်ပြန်တယ်လို့တစ်ဖက်ကဘကိုးတိုင်းမင်းလာမြို့နယ်မှာလည်း ဧပြီလ29ရက်နေ့ကတိုက်ပွဲမှာတင်စစ်ကောင်စီတပ်သားမပါအောင်တွေနဲ့အတူလက်နက်ပေါင်း73လက်ကိုပါရရှိထားရုံနဲ့မကဒဝယ်မြို့နယ်ကစစ်အုပ်စုရဲ့ဟာလီခွေတက်စခန်းကိုလည်းဧပြီလ26ရက်နေ့ကပဲတော်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုက်လိုက်ပြီးအဲဒီမှာဆိုရင်စစ်ကောင်စီတပ်သား76ဦးကိုပါလက်နက်ခဲယမ်းတွေနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့သေးတာပေါ့ဗျာဆိုတော့ဒါတွေကိုကြည်ချင်းအဖြစ်စစ်ရှုံးသမားအကူတူကောင်မင်းအွန်လိုင်းတို့ရဲ့ဂျလုံးမလုံးတိုက်ရှုံးတက်ကြီးကတော့ သူတို့ရဲ့တိုက်တိုက်ရုံနေတဲ့အစင်လာကိုထိမ့်သိမ့်ထားနိုင်တာဟာဘသူမှလိုက်မမိသလိုလိုက်လာတာနဲ့သူအရင်ရှုံးမယ်ဆိုပြီးအရှိကနေကြိုပြင်းနေတဲ့အတိုင်းတကယ်တကယ်နေလားငါလားတိုက်ကြပြီးဟိတ်ဆိုရင်သူတို့စစ်အုပ်စုဘက်ကပဲမြင်မကောင်းရှုမကောင်းအောင်ဝက်ဝက်ကွက်ရှုံးနေလေတစ်ဖက်မှာတော့ရိုးရင်းမြော်နေတဲ့စစ်တပ် lobby တွေနဲ့စစ်တပ်ထောက်ခံတဲ့ဂျလုံးမလုံးအတူအဆယင်နာဇာတွေကတော့စံမှန်မသိလောက်မှန်မသိ သူတို့ဘက်ကတရုတ်အကူကြီးနဲ့တော်လိုင်းရေးတပ်တွေကိုကင်တော့မယ်လို့သူတို့ဘက်ရဲ့အကွက်တွေကအရန်လှနေပြီလို့ဘာလို့ညာလို့နေအွန်လိုင်းပေါ်ကနေမဆာယဝက်ကမန်အာချောင်းနေကြပြီအရင်ရှမ်းမြောက်က2029စစ်စင်ရေးတွေစတဲ့အချိန်တုန်းကတော့သူတို့ကိုယ်တိုင်ပဲတရုတ်ကကျူးကျော်စစ်စင်နှဲနေပြီဆိုတဲ့ပုံစံတွေနဲ့ငိုကြည့်ချက်မှထွက်ပြောလို့ပြောစစ်တပ်လော်ဘီတွေကပါအွန်လိုင်းကျင်းလိုက်နေတရုတ်ကကျူးကျော်နေပြီဆိုပြီးတော့ပါဝိုင်းပြောလို့ပြော တဖက်မှာလေတေးကိုမုံတီးရေးဆန္ဒပြပွဲတွေကိုသူတို့စစ်တပ်ကသူတွေကိုတိုင်မဲ့အနောက်ကနေမြောက်ထိုးပင့်ကော်တွေလှုပ်ပြီးစစ်တပ်ထောက်ခံတဲ့သူတွေနဲ့သင်္ကန်းအရေးချုပ်မပတာဖုန်ကြီးတွေရောအမျိုးသားရေးသမားဆိုတဲ့သူတွေပါမြို့ဒဲတွေနဲ့တေးကိုတန်ယုံရှေ့မှာကန်ထိန်လဲ့တယ်လို့တန်းစီပြီးတေးကိုစန့်ကြည့်ရေးတွေလှုပ်ခဲ့ပြီးမှာအခုလဲကြရောစစ်အုပ်စုတတိုင်းလုံးဟာတရုတ်ခြေသလုံးကိုအုံလိုက်ကျင်းလိုက်ပြေးမဖက်ယုံတမဲသူလဲနှိပ်ပြီးမယ်ငါလဲနှိပ်ပြီးမယ်နဲ့အလူရဖြစ်နေကြပြန်ပြီသူတို့ပါစစ်ရှုံးသမားမင်းအွန်လိုင်းကိုယ်တိုင်ကပါ တတအတွက်ရုပ်ရုပ်ရှိမှဖြစ်မယ်ရုပ်ရုပ်ရေ what i need ဆိုပြီးတရုပ်လို့မပီကလာပီကလာနဲ့မပြောယုံတမဲ့ပုံစံနဲ့ပဲနိုင်ငံတနိုင်ငံရဲ့အာဏာသုံးရက်ကိုလူယူထားတဲ့စစ်တပ်ဆိုတာကြီးကိုယ်တိုင်ကတရုပ်ပေါင်ကြားတဲ့ကိုအတင်းတိုးဝင်နေရတဲ့အဆင့်ကိုရောက်သွားပြီသူတို့ကိုယ်တိုင်သူ့ကျုံဘဝအဖြစ်ကိုရောက်မှန်းမသိရောက်နေခြင်းနဲ့ပဲတရုပ်ခြေတလုံးကိုဘလို့ပဲဖတ်ထားဖတ်ထားတစ်ဖက်မှာတော့ သူတင်ကိုတင်နှင်လားငါလားတိုက်ပွဲဟိတ်ဆိုတာ ਨੇ သူတို့စစ်တပ်ရဲ့ပင်ကိုတိုက်ဆွမ်းရေးကိုယ်တိုင်ကတော်လိုင်းရေးတပ်တွေ ਨੇ ဘလို့မှရှင်လို့မရတော့ပဲတပတ်ကတခင်မျိုးစစ်တပ်အပြစ်ရှိတယ်နိုင်ငံတော်ကတော်လိုင်းရေးတပ်ပေါင်းစုတွေကိုယ်တိုင်ကဘလို့တိုင်းတစ်ပါးကိုမှအောက်ကျုံမခံပဲကိုတီကိုနန်းကိုချန်ညံဆိုတဲ့စိတ်ဓာတ်အပြစ်နဲ့နေရာပေါင်းစုံဒေတာအသီးသီးမှာဆက်အာနာရှင်ဆိုတဲ့စစ်ကြုံဘဝကနေလွတ်မြောက်ဖို့အတားစီမှန်သမျှကိုရိုက်ချိုးဖျက်ပြီးတက်စခန်းလာအပိတ်အသိမ့်ပိုက် စစ်ကြောင်းလားစစ်ကြောင်းလိုက်ချိန်မုံဘာရီတစီထားလဲအကုန်လုံးကိုနင့်ချပြီးတော့နောက်မဆုတ်တန်းရှေ့ကိုသာတလန်ပြီးတလန်တိုးလာနေတာကိုလေကျွန်တော်တို့ညင်တွေးနေရတာပေါ့ဗျာကဲစီရေးမှာတော့နိုင်ငံတဝန်တော်လိုင်းရေးတပ်တွေဘက်ကဆွဲထားကိုလူရေးဆိုတဲ့သချင်းလေးဆိုပြီးတော့များတိုက်နေသလားအောင်မရတယ်နေရာပေါင်းစုံကပြင်းပြင်းတီတို့ဒီတိုင်းဝိုင်းပြင်းနေကြလို့ အနာသာမရှိတဲ့အစုတ်ပြတ်တက်ကြီးရဲ့ခေါင်းဆောင်စစ်ရှုံးသမားအကုသူကောင်မဲအောင်လိုင်းတို့ဂျလုံးမလုံးရင်နာစာစစ်အုပ်စုတိုက်ကတော့စုတ်ပြတ်တက်နေအောင်ခွက်ခွက်လန်ရှုံးနေတဲ့လန်နီးစုတ်တက်ကြီးဖြစ်နေလို့တပတ်ကသူတို့ရဲ့အုပ်ချုပ်ရေးဘက်ကိုကြည်ပြန်တော့လေသူတို့စစ်တက်ရှိတဲ့မြို့တွေမှာပဲခိုးဆိုလူရဲမှုတွေအပြင်ဓမြဟိတ်ဓမြဆိုတာနဲ့စစ်တက်ကမွေးထားတဲ့လူမိုက်တခိုးကြဘိုးတွေနဲ့ပြူစောတိတွေဖြစ်နေပြီရွှေဆိုင်တွေလည်းခဏခဏဓမြတိုက်ခတ်နေရတာကိုကြည်လိုက်ရင်လည်း သူတို့စစ်တပ်ကထိန်းချုပ်ထားတဲ့မြို့တွေမှာပဲဖြစ်နေတယ်လို့အခုလည်းငလင်နံကြောင့်ပြည်သူတွေအတိတ်တုန်းကရောက်နေတဲ့မန္တလေးမြို့မှာတင်းစစ်ကောင်စီတပ်တွေနဲ့ပြူစောထီတွေပါလုံခြုံရေးယူထားတဲ့မြို့ပေါ်ကြီးမှာပဲဒီတစ်ပတ်ထဲမှာရွှေဆိုင်ဓမြတိုက်မှုနဲ့ခိုးဆိုးလူရပ်ပြီးရွှေငွေရတနာတွေပါယူသွားတဲ့လူတက်မှုတွေပါဖြစ်သွားတည်တာပေါ့ဗျာဒါကတော့ပြည်သူတွေအားလုံးသိတဲ့အတိုင်းတိုင်းပြည်ရဲ့အာဏာကိုတခိုးတမျှဆန့်စပ်နေမတရားလူယူထားတဲ့စစ်ရှုံးသမားအကုဒုကောင်မဲအောင်လိုင်းကစပြီး သူကိုယ်တိုင်သခိုးတည်းများစိတ်တနေရှေ့ဆောင်လမ်းပြလှုပ်နေတဲ့အတွက်ရှေ့ကသွားတဲ့နွားကဖြောင်းဖြောင်းမသွားတော့နောက်ကလိုက်တဲ့နွားကဖြောင်းဖြောင်းမလိုက်ဆိုသလိုသူ့လက်အောက်ခံအစင်စင်ကနေဟိုးအောက်ခြေကပြူစော်တီဆိုတဲ့သူတွေကပါမြို့ပေါ်တွင်မှာရွှေဆိုင်တွေကိုဓမြတိုက်တဲ့အထိလက်ရက်ဇက်ရက်လှုပ်ခဲ့ကြသလိုအခုလည်းလာပြန်ပြီ ဧပြီလ28ရက်နေ့ကပဲမန္တလေးမြို့ချမ်းမြသာစီမြို့နယ်အောက်ပင်လယ်ရပ်ကွက်ကရွှေဇာမဏီရွှေဆိုင်ကိုပျောက်ကြားဝက်လူ2ဦးအပါအဝင်လူ5ဦးကလက်နက်တွေကင်လာပြီးဝင်ရောက်ဓမြတိုက်သွားကြသလိုရွှေ23ချက်သားလည်းပါသွားတဲ့အပြင်ဧပြီလ25ရက်နေ့ကလည်းမန္တလေးမြို့ပေါ်မှာပဲအငင်းစားပမောက္ခဒေါက်တာထွိထွိဆိုတဲ့သူကိုရိုက်နဲ့တပ်ဖြတ်ပြီးတော့လက်ဝတ်ရည်နာတွေနဲ့ပိုင်ဆိုင်မှုတွေပါလူရဲသွားကြတဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့တာပေါ့ဗျာဒါဟာလက်ရှိအကြံဖက်စစ်ကောင်စီထိန်းချုပ်ထားတဲ့မန္တလေးမြို့ပေါ်ကြီးမာတဲ့ဖြစ်ပွားခဲ့တာဖြစ်တဲ့အတွက် လက်ရှိအဲ့ဒီမန္တလေးမြို့ပေါ်မှာကစစ်ကောင်စီတပ်တွေနဲ့ပြည်စောထိတွေ့ကတာတော်လိုင်းရေးတပ်တွေဝင်လာမှကြောက်ပြီးနေရာတိုင်းလုံခြုံရေးအပြည့်ချထားကြတာဟာငလင်ဘေးတင်ပြည်သူတွေကိုသာအင်တိုက်အားတိုက်မကူညီတာတော်လိုင်းရေးတပ်တွေဝင်မလာအောင်တော့ဤမျိုးစုံနဲ့အင်တိုက်အားတိုက်ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီးအခုတော့အဲ့ဒီလိုသူတို့စစ်တပ်နဲ့ပြည်စောထိတွေ့ထိန်းချုပ်ထားတဲ့မြို့ပေါ်ကြီးမှာပဲရွှေဆိုင်တွေဓမြတိုက်ခံရလူကိုရိုက်နှက်တပ်ပြပြီးရွှေတွေလက်ဝတ်ရဲနာတွေလူရဲလို့လူရဲနဲ့ဖြစ်ချင်းတိုင်းကိုဖြစ်နေကြတော့တာပေါ့ဗျာ ဒါလာစစ်အုပ်စုကထိန်းချုပ်ထားတဲ့မြို့ဆိုတာဒီနေရာမှာကြုံလို့ပြောရရင်တော့အဲ့ဒီလိုမန္တလေးမြို့ပေါ်မှာပဲရွှေဆိုင်တွေဓမြတိုက်ခိုက်ရတာဟာအရှိတွေမှာလည်းဒုနဲ့ဒေးကိုဖြစ်ခဲ့ပြီးပြီးခဲ့တဲ့စက်တင်ဘာလ10ရက်နေ့နဲ့17ရက်နေ့တွေတုန်းကပဲနှစ်ရက်ဆက်တိုက်မန္တလေးမြို့ပေါ်ကချောင်းချောင်းရွှေဆိုင်ပိုင်ရှင်ရဲ့အိမ်နဲ့ပြည်ကြီးတကုံမြို့နယ်ဂါကြီးရက်ကွက်ကဥယျာဉ်လင်းရွှေရဲ့နေအိမ်ကိုဓမြတိုက်မှုတွေဖြစ်သွားတဲ့အမှုမှာဆိုရင် ဓမြတိုက်တဲ့သူတွေကိုသူတို့စစ်အုပ်စုကဖမ်းဆီးရမိပြီးဆိုပြီးဓပ်ပုံတွေနဲ့တကွာထုတ်ပြန်လိုက်ရောအဲ့ဒီဓပ်ပုံတွေကသူတွေကပြူစော့တီကောင်းဆောင်တင်ငန်းဝယ်ပောက်ကိုတော်ဆိုသူရဲ့တပည့်တွေဖြစ်နေခဲ့ပြီအဲ့ဒီပောက်ကိုတော်ဆိုသူကိုယ်တိုင်ကလည်းသူတပည့်တွေကိုရဲတွေကဖမ်းရမလားဆိုပြီးရွှေဆိုင်ဓမြတိုက်တဲ့သူတွေဟာရဲတွေတဲကဖြစ်တယ်ဆိုပြီးတော့ကိုရုတ်တန်းဖိုင်ကြီးနဲ့တကွာပြန်ပြော့ထားသေးတာပေါ့ဗျာကဲအဲ့ဒီပောက်ကိုတော်ဆိုသူကိုယ်တိုင်ပြောခဲ့ဘူးတဲ့ရုတ်တန်းဖိုင်ကိုကျွန်တော်တို့ပြန်ပြီးနားထောင် ကြည့်ကြည့်ရအောင်ဗျာ ဒီပြည်ကြီးတခုနဲ့မှဓမြမှုတွေကျွန်တော်ရှေ့ရောက်ဖြစ်တဲ့တမှုမှမမိကြဘူးအရင်တစ်ခါဓမြမှုတုန်းကဥစင်းကဥစင်းစီကိုလာတယ်ဥစင်းကဖုံးဖုံးနဲ့ကုညုံနဲ့ဓမြမှုဖန်သွားလို့ဥစင်းပြောလိုက်တာရှင်းရှင်းလေးအဲ့ဒီကအောင်မြေတာဆန်ခရိုင်ရဲရဲကိုကိုတို့မေးလိုက်တိုင်းရလူတွေမေးလိုက်အဲ့ဒီဓမြမှုလူတွေလိုက်မနေနဲ့လို့အာရဲတဲ့ဟာလို့ဥစင်းပြောလိုက်တယ်ဝန်နှန်းတဲ့ဟာလို့ဥစင်းပြောလိုက်တယ်တပတ်လောက်ကြာခမောက်ကိုလိုက်ပြီးတမ်းမိတာပဲ အပုံစံအနေထားဥစဉ်ကြီးလိုက်တယ်လှူရှားမှုအနေထားကိုကြီးလိုက်တယ်လေကောင်းဆောင်လာတဲ့သူရဲ့အနေထားကိုကြီးလိုက်တယ်လေကဲအခုတော့ဘယ်နဲ့ရှိသားစစ်ရှုံးတော့မှအကုသူကောင်မဲအွန်လိုင်းတို့ရဲ့တခုတည်းမြဂျလုံးမလုံးစစ်အုပ်စုတစ်တိုက်ကတော့တော်လိုင်းဟိတက်တွေကိုကြောက်လို့ပြူစောထီးတွေကိုမွေးထားကမှာမွေးဘွေးကပိုက်ပိုက်မိရတာအဖြစ်နေပဲကြာကြောက်လို့ရှင်ဒီကိုရှင်ကြီးကြထဆိုးဆိုးတို့ဖြစ်နေပြီတစ်ဖက်ကစစ်ရေးကိုကြည်ပြန်တော့လေဘယ်တိုက်ပွဲမှမနိုင်မျိုးရေဆိုတာလဲမျိုးပေါင်းတန်ရာနိဗာတိအသိန်းခံရလို့ အဲ့ဒီကလာရှုမြို့လေးတမြို့ပြန်ရဖို့တော့တိတ်ခါဆိုတာပါကောင်းကောက်ဆရာမရှိတော့တဲ့အထိတရုတ်ခြေတလုံးကိုခက်ခါရရဖတ်ပြီးတောက်ခိုင်းရတဲ့အခြေအနေတွေနဲ့ကြံတဲ့မြို့တွေကိုဆိုသူတို့အစွမ်းစားနဲ့ပြန်သိမ့်မှုမပြောနဲ့အညာမှာစစ်ကြောင်းထိုးတာတောင်စစ်ကြောင်းလိုက်ပြီးပြုတ်ထွက်တဲ့အထိဝော့ဝော့ကွက်ရှုပ်အုပ်ချုပ်ရေးရန်ရကိုကြည့်တော့လေငလင်တန်ကြောင့်ပါရိုင်နေနေဖြစ်နေရတဲ့ကြားတယ် တို့မွေးထားတဲ့ပူစောတိလိုလိုတခိုးလိုလိုဓမြလိုလိုတွေကပဲမြို့ပေါ်ဒွေမှာပါရွှေဆိုင်တွေကိုဓမြတိုက်လို့တိုက်နေရုပ်ပြက်စင်းပြက်ကိုဖြစ်နေကြပြီစစ်ရှုံးသမားအာဂုတို့ကမဲအွန်လိုင်းတို့စစ်အုပ်စုတတိုက်ဟာလက်ရှိစေရေးနိုင်ငံရေးစီးပွားရေးအုပ်ချုပ်ရေးဘယ်အရေးပဲကြီးကြီးသူတို့စစ်အုပ်စုဘက်ကဘလို့မှမထိန်ချုပ်နိုင်တော့ဘူးဆိုတာကိုတိတိကြီးနဲ့ကိုမလုံနိုင်ရင်လေပြည်သူအာဏာပြည်သူကိုပြန်ပေးပြီးချက်ချင်းစင်းဆိုတော့လေမစင်းပဲကိုကိုယ်တိုင်လည်းအဖြစ်ရှိအောင်မလုံနိုင် လုံနိုင်တဲ့သူကိုလည်းနေရာမဖယ်ပေးခြင်းနဲ့သူတို့ရဲ့ကိုကြိုးစည်းပွားအတွက်တိုင်းပြည်ရဲ့အာဏာထိုင်ကုန်ကြီးကိုအတင်းအဓမ္မကုတ်ကတ်ဖတ်တွေ့ပြီးတော့သူတို့ကတော့မြန်မာပြည်မှာစစ်တပ်မရှိရင်ဘာဖြစ်သွားမလဲဆိုပြီးအရှက်မရှိ ပြန်မေးနေတဲ့အတွက်လက်ရှိမင်းတို့စစ်တပ်ကြောင့်မြန်မာပြည်ဘာဖြစ်နေတယ်လဲဆိုတာကိုသာလက်ညှိုးငေါက်ငေါက်ထိုးပြီးသူတို့ကိုပြန်မေးရမလို့ဖြစ်နေပြီပေါ့ဗျာ ိတ်မိချုပ်အဆုတ်တက်တာဆိုပေမဲ့ပြဲနေတဲ့အဝိဆာကစီးစက်တိရောက်နေပြီဆိုသလိုဒိုင်းမီရဲ့အာနာယမတ်ကိုငန်းငန်းတက်ပြီသူတို့ကိုချိုးစီးပွားအတွက်တနိုင်ငံလုံးစုတ်ပြတ်တက်နေအောင်ဖျက်ဆီးနေတယ်စစ်ရှုံးသမားအကူတူကောင်းမဲအွန်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုတတိုက်ဟာသူတို့ရဲ့အာနာယမတ်နဲ့ခွေးပလင်ပေါ်တက်ထိုင်နေတဲ့လောက်ရက်တွေကိုရက်တန်းကမရက်ပဲဒိုင်းမီကိုပြဲတဲ့ပြဲစုတ်တဲ့စုတ်အောင်လုံနေတာဟာလက်ရှိစီရေးကိုကြည့်ရင်လည်းဒလိတ်ကောက်ကွေးရှုပ် အုတ်ချုပ်ရေကိုကြည်ပြန်တော့လေသူတို့စစ်တပ်ထိန်ချုပ်ထားတဲ့မြို့ပေါ်တွင်မာတဲ့တခိုးသမားတွေနဲ့ဗယံမာတွေဖြစ်လို့ဖြစ်တပတ်ကစီးပွားရေးဘက်ကိုကြည်ပြန်တော့လေမြန်မာနိုင်ငံဟာအစင်းရဆုံးအာရှနိုင်ငံ10ခုစည်ရင်မှာတတိယနေရာချိတ်သွားပြီဆိုပြီးတော့ပါ World Population Review ကနေအစင်းကစားထုတ်ပြန်ရတဲ့အထိကြောက်ထဲကိုထိုးဆင်းနေတဲ့အချိန်လက်ရှိငလင်တန်ကြောင့်ပါသူတို့စစ်တပ်ထိန်ချုပ်ထားတဲ့မြို့ပေါ်တွင်နဲ့သူတို့စစ်တပ်ရုံးဆက်ရနေပြီးတော့မှပါအကြည့်ကျပျက်စီးထားတဲ့အတွက် ငကူကလေးကမှရိုင်နဲ့နဲ့ဖြစ်နေတယ်သူတို့ရဲ့စီးပွားရေးတောက်တိုင်ကြီးပါအကြည့်ကျအထိနာသွားတော့ကလင်ကကျစ်မင်းအောင်လိုက်ဟာသူတို့စစ်တပ်နဲ့အရင်ကပေါင်းစားခဲ့တဲ့ခရိုနီတွေဘက်ကပါလှည့်ပြီးအရင်ကနေပြည်တော်ကိုစောက်ခဲ့တဲ့သူတွေကအရေးချင်းမရှိလို့အရေးသွေးမပြည့်လို့အခုလိုပြိုကျရတာဆိုတာမျိုးတွေအထိအပြစ်တင်ပြောဆိုပြီးတော့လက်ရှိငလင်တန်းကြောင့်ပြိုကျပျက်စီးသွားတဲ့ဝင်ကြီးဌာနရုံးတွေနဲ့ဝန်တန်းအင်ယာတွေကို အရင်ကစောက်ခဲ့တဲ့ခရိုနီတွေကပဲပြန်ရောပေးရမယ်ဆိုတဲ့အချုံနဲ့တာဝန်ယူပြန်စောက်ပေးရမယ်ဆိုပြီးတော့ကိုအမိတ်ထုတ်လိုက်ပြန်တာကိုလေပြည်သူတွေအားလုံးတီးပြီးသားဖြစ်မှာပါအဲ့ဒီကိစ္စကိုဧပြီလ29ရက်နေ့ကပဲသူတို့စစ်ကောင်စီရဲ့ဝါရဖြန့်တဲ့ဇာရီမာပါတရားဝင်ထုတ်ပြန်လိုက်တာဖြစ်တဲ့အတွက်အရင်ကနေပြီးတော့လွတ်တော်ကိုတိစောက်ခဲ့တဲ့ ACE ကမ်ပဏီပန်ရှင်ဥတင်ဆန်းတဲ့ဘိုးချုပ်ဟောင်းသားသမီးတချို့ဟာ စစ်ကောင်စီကိုမဆက်တွယ်တော့ပဲတိန်းရှောင်နေကြတဲ့အထီကိုဖြစ်နေတယ်လို့ကျွန်တော်တို့ရဲ့နေပြီးတော့စစ်တပ်တရင်ရင်းမြေကိုတိုင်းကလှမ်းပြောထားသေးတာပေါ့ဗျာတပတ်ကရှောင်တိန်တို့မရတဲ့ခရိုနီတွေကြတော့လေလက်ရှိကုံစိမ်းနှုံးနဲ့ဆိုရင်ပြိုကျသွားတယ်နေပြီးတော့ကအဆောက်အုံတွေကိုပြန်ဆောက်ပေးရမယ်ဆိုရင်အရှုံးပေါ်နိုင်တဲ့အတွက်ပြန်ဆောက်မယ်အစာထောင်ကျခံရမယ်အနေအထားတွေဖြစ်နေပြီတချို့ခရိုနီတွေဆို မင်းအွန်လိုင်းရဲ့အမိတ်ကြောင့်ပြန်မဆောက်ပေးနိုင်ရင်အရေးယူခံရမာရီကိုလည်းစိုးရိမ်နေကြတယ်ဆိုပြီးတော့ကိုရွမ်မက် CCI အဖွဲ့ဝင်စီဝိုင်းသမားတဦးကိုတိုင်ကကျွန်တော်တို့ကိုပြောထားသေးတာပေါ့ဗျာကဲဘယ်နဲ့ရှိသားအခုဆိုရင်ကျွန်တော်တို့ရဲ့နေပြီးတော့စစ်တပ်တရင်ချင်းပြည့်ပြတ်ထားတဲ့အထက်မှာတယ်အဲ့ဒီနေပြည်တော်ကသမရအိန္ဒိုကိုအရင်ကအေဒင်ဆောက်လို့ရေးကမ်ပဏီပန်းရှင်ဦးချစ်ခိုင်ကနေတာဝန်ယူတိဆောက်ခဲ့တဲ့အကြောင်းတွေဒုတိယသမရနေအိန္ဒွေနဲ့လွတ်တော်ဥက္ကဋ္ဌနေအိန္ဒွေကိုထူးကမ်ပဏီပန်းရှင်ဦးတေဇတ်ကတာဝန်ယူတိဆောက်ခဲ့တာတွေနဲ့ နေပြည်တော်ဝနသိတိအကစားရုံကိုလည်းမတ်မြန်မာကမ္ပဏီပန်ရှင်ဦးစောစောကတာဝန်ယူတည်ဆောက်ခဲ့တာတွေကအဆဘိုလ်ချုပ်သားသမီးတွေအတိုင်းဝိုင်းတွေအကုန်လုံးသူတစ်ဖက်ငါတစ်ဖက်နဲ့အရင်ကဖက်ယူပြီးဆောက်ခဲ့ကြတာဖြစ်တယ်လို့လည်းပြောထားသေးတာပေါ့ဗျာကဲအခုတော့အဲ့ဒီနေပြည်တော်လွှတ်တော်ကိုတည်ဆောက်ခဲ့တဲ့ ACE ကမ္ပဏီပန်ရှင်ဦးတင်စန်းနဲ့ဘိုလ်ချုပ်ဟောင်းသားသမီးတချို့ဆိုရင်တို့အရင်ကဆောက်ခဲ့တဲ့နေပြည်တော်အဆောက်အုံတွေကိုမင်းအွန်လိုင်းအမိန့်နဲ့ပြန်ဆောက်ပေးရမယ်ဆက်သွဲကြလဲဆိုရော ပြန်ကိုမဆက်တွေ့တော့ပဲရှောင်သွားကြပြီတဲ့ဗျာကဲမှတ်ကရောဆိုတော့ဓာတွေကိုခြုံကြည့်ခြင်းအဖြစ်စစ်ရှုံးမှာအကုဒုကောင်မင်းအွန်လိုင်းတို့ဂျလုံးမလုံးရင်နာစာစစ်အုပ်စုတတိုင်လုံးဟာစစ်ရေးမှာလဲဒလိတ်ကောက်ကိုရှုပ်အုပ်ချုပ်ရေးမှာလဲဒိမ့်မနိုင်ဒိမ့်မနိုင်နဲ့ဗယံမရာတွေဖြစ်ပြီးစီပွားရေးကိုချိန်တယ်တော့လဲအခုလက်ရှိသူတို့စစ်အုပ်စုကိုအနောက်ကနေတောက်တိုင်အဖြစ်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေတနည်းတစ်ပုံနဲ့ထောက်ပံ့ပေးနေရတဲ့ခရိုနီဆိုသူစီးပွားရေးသမားတွေကိုပါ ဟိုးအရင်နှစ်ပေါင်း10နဲ့ချီကစောက်ထားတဲ့နေပြီးတော့အဆောက်အုံတွေကိုမင်းတို့စောက်တာညံ့လို့အခုလိုငလင်လှုပ်တဲ့အချိန်ပြိုကျတာပြန်ရောပေးရမယ်ဆိုတဲ့အချိုးနဲ့ပြန်စောက်ခိုင်းခရိုနီဆိုတဲ့စီးပွားရေးသမားတွေဆိုတာကလေသူတို့အတွက်အချိုးမြတ်မရှိပဲဘာတစ်ခုမှမလှုပ်ချင်တယ်လို့အခုလက်ရှိမင်းအွန်လိုင်းအခြေအနေကအရင်အာနာရှင်ဟောက်တန်းရွှေလက်ထက်လို့မဟုတ်ပဲခရိုနီတွေကပြန်စောက်ပေးမယ်ဘာပြန်ပေးမှလဲဆိုရင်တော့ပြန်ပေးစရာလောက်ကွက်တွေကနယ်မြေတွေအကြီးကျယ်ဆုံးရှုံးထားလို့ဘာမှမြန်မြန်ဆဆပြန်ပေးစရာမရှိဘူး နိုင်ငံကလည်းအစိမ်းရဆုံးတတိယနေရာပါရောက်နေနိုင်ငံကြီးနီးမြုံနယ်မှုတွေကလည်းမလာနေဆက်ကုံသွေးကြီးလမ်းကြောင်းတွေကိုလည်းတော်လိုင်းကြီးတက်တွေကသာထိမ့်ချုပ်ထားတရုတ်နယ်ဆက်ကမြမမြေရှားတထုလောက်ကွက်တွေဆိုရင်လည်း KIA ကတိမ့်ပိုက်ထားပြည်တွင်းစီးပွားရေးလောက်ကွက်တွေကြီးပြန်တော့လေငပလီဆိုရင် AA ကတိမ့်သွားလို့ကုံပြီချောင်းသာကန်းကြီးကစီးပွားရေးဇုံတွေကလည်းလက်တလော့တိုက်ပွဲဖြစ်နေလို့မရေမရာတပတ်ကဗရမများထွက်တဲ့မိုးကုတ်ကလည်းတော်လိုင်းကြီးတက်တွေတိမ့်ထားလို့ဘာမှမရဘူး ကြောက်စိမ့်ထွက်တဲ့ဖားကံမျိုးကလည်း KIA ကသိမ့်ဖို့နေလားညာလားမြေပြန်ကရွှေလုတ်ကွက်တွေကလည်းတော်လန်ရေးတက်တွေရဲ့ထိန်းချုပ်မှုအောက်ရောက်နေနောက်ဆုံးရန်ကုန်မြို့ကစီးပွားရေးလုတ်ကွက်တွေကြတော့လေပေးထားပြီးသားတွေဖြစ်တဲ့အတွက်များများဆားဆားထပ်ပေးစရာဘာမှမကြမ်းအဲ့တော့ခရိုနီတွေကနေပြီးတော့ကိုအိတ်ဆိုင်ပြီးပြန်ဆောက်ပေးမယ်ဆိုရင်တော့သူတို့စစ်အုပ်စုစီကနေဘာလုတ်ကွက်ပြန်ရမလဲကြည့်တော့သူတို့စစ်အုပ်စုကိုယ်တိုင်တော့ငလင်တန်းညောင်းနေပြီးတော့ဖယ်ထားရင်တော့ မန္တလေးနဲ့စကိုင်းဘက်ကအဝေးပြေးလန့်တွေကအစအပြည့်စီးတွေကိုသူတို့စစ်တပ်အုပ်ချုပ်ရေးရန်နေရလေပတ်ဖို့အတွက်လက်ကျန်းအရင်မြင့်လေးတွေနဲ့ပဲမဖြစ်မနေပြန်ဆောက်ရမယ့်အပိုင်းတွေရဲ့ကုံကြမဲ့ဇိိတ်တွေကြားပါတယ်သူတို့ဟာသူတို့တော့အနိုင်နိုင်ဖြစ်နေတဲ့အတွက်စစ်ရှုံးတို့မှာအကူတူကောင်းမင်းအွန်လိုင်းတို့ဂျလုံးပလုံးစစ်အုပ်စုတိုက်လုံးကတော့ငါမသိဘူးရေကူးတက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဟန်ဆောင်ပန့်ဆောင်တွေလုတ်ပြနေပြီမယ့် တကယ်တမ်းနစ်နေတာကလဲပင်နာအထိရောက်နေပြီမကြခင်ဆုံဆုံမြုပ်တော့မယ်အခြေအနေကိုလည်းကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တည့်ရဲ့ this week အစီအစဉ်ကနေကျောင်းမန်နေငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ